တို့ချင်းစမြအားလုံးမင်္ဂလာပါရှင်မနက်ဖြန်7ရက်3လ25ပေါ့နော်အင်္ဂါနေ့မနက်နဲ့ညနေတော့ပါနော်ဒီနေ့ကတော့ပါဘောနော်ကနားမပြန်ကိုဆက်ပြီးတော့စူးစမ်းကြည့်အောင်နော် ါဒါဆိုရင်ထိတ်ကိုအမြင်ဆုံးလိုက်ပြီးတော့ကြည့်ပေးနော်ဒီမှာရှိတာက53 9ရဲ့3ရဲ့နှုတ်ပေါင်းတော့ပေါင်းချင်း10ပါဝါက3နှစ်ခက်ကတည်းရှစ်ပေါင်းတည်းပေါ့နော်ဒါဆိုရင်ထွက်တဲ့ကဏ္ဍလေးကဒီမှာပါ33ပါနော်3ထိတ်စီဆိုတဲ့အတွက်ကြောင့်မို့လို့ရှစ်3တည်းထိတ်3လုံးမှာ sorry ပါဒီမှာတုံးเนาะတုံးဆိုပြီးတော့ဒိတ်စီတစ်လုံးကြာသွားတယ်เนาะဒါဆိုရင်ဆက်ပြီးတော့တွားရအောင်ဒီမှာ6ဒီမှာ၄6လေးနှလုံးပေါင်းတော့ပေါင်းခြင်းတော့ power ကရှင်းနက်ကက9 35ဆိုပြီးဒိတ်စီက3လုံးရထားတယ်ပေါ့เนาะထောက်ကနန်းလေးကဒီမှာပါเนาะ9 9ပါ9ဒိတ်စီဆိုတဲ့အတွက်ကြောင့်မို့လို့35မှာဒီမှာ9ဒိတ်စီတစ်လုံးဇင်ထားတယ်ပေါ့เนาะ ဒါဆိုရင်ဒီကဆက်သွားပါမယ်ဒီမှာခွန်ဒီမှာတော့ခွန်၃နှလုံးပေါင်းတော့ပေါင်းချင်း၃ညပါဝါက9နက္ကကခွန်၃ည9ခွန်ဆိုပြီးတော့ဒိတ်စီက၃လုံးရထားတယ်เนาะဒါဆိုရင်ဒီက break ကို တော့မယ်เนาะ brake side ကိုသွားပါမယ် breaker ကြတော့ဒီမှာရှိတာ5ဒီမှာရှိတာ6 5 6နှလုံးပေါင်းတော့ပေါင်းချင်းတက် power 6နှက်ခရှစ်တက်68 brake ဆိုပြီးတော့ရထားတယ်เนาะဒါဆိုရင်ထွက်တဲ့ကနန်းကိုပေါင်းကြည့်မယ်3 3 3ရဲ့3ရဲ့နှလုံးပေါင်းတော့ပေါင်းချင်း6 6 brake ပေါ့เนาะတက်68မှာဒီမှာ 6ဆိုတဲ့ break လေးဆင်းသွားတယ်ပေါ့နော်။ဒါဆိုနောက်တစ်ပြင်ဆက်သွားရအောင်ဒီမှာ6 6 6 6ရဲ့နှလုံးပေါင်းတော့ပေါင်းခြင်းနဲ့ power connect နက်ကလေးနှစ်ခွန်လေး break ဆိုပြီးတော့ဆင်းထားတယ်ပေါ့နော်။ဒါဆိုရင်ပေါင်းကြည့်ရအောင်5 4 5ရဲ့4အ sorry ပါနော်5 9 9ရဲ့9ရဲ့နှလုံးပေါင်းတော့ပေါင်းခြင်းလေး4 break နော်။နှစ်ခွန်လေးမှာဒီမှာ4 break ဆိုပြီးတော့ဆင်းထားပါတယ်နော်။ဒါဆိုရင်ခုဆက်သွားရအောင်5ခွန်5ရဲ့9ရဲ့နှလုံးပေါင်းတော့ပေါင်းခြင်းနဲ့ power connect nakalibo, no? ရထားတာနှစ်ခေါ်လေးပြိဆိုပြီးတော့ရထားပါတယ်เนาะဒါဆိုရင်ထွက်တဲ့ကဏ္ဍလေးပေါ့เนาะရထားတဲ့ကဏ္ဍလေးထိပ်စည်းကတော့၃ည၅ခွန်ပါเนาะ၃ည၅ရေ၅ရေခွန်ရေ၃ည၅ရေ၅ရေခွန်ရေဆိုပြီးရထားတယ်เนาะဒါဘို့နှစ်ပြိဖြစ်အောင်သွားရအောင်ဆိုတော့၃ည၅ဆိုရင်နှစ်၅ဆိုရင်ခွန်ခွန်ဆိုရင်၅ပေါ့เนาะဒါကတော့နှစ်ပြိ၃ခွက်ပါခွန်နှစ်ပြိဆိုတဲ့ကြောင့်မို့၃ည၅ဆိုခွန်၅ဆိုရင်နှစ်ခွန်ဆိုရင်၃ည၅ပေါ့เนาะဒါကတော့ခွန်နှစ်ပြိပါเนาะ၄ပြိဆိုတဲ့ကြောင့် မှုဆို၃ညလေး၅ဆိုရင်ကိုခွန်ဆိုရင်ခွန်ပေါ့နော်ဒါကတော့လေးပြိပါနော်ဒီမှာကဏ္ဍလေးကအဲ့လိုပါမရှိဘူးပေါ့နော်ကဏ္ဍနေတယ်နော်ဘာလို့လဲဆိုဒီကဏ္ဍလေးကထပ်တယ်ပေါ့နော်ခွန်၅၅9နဲ့80ပေါ့နော်ဒီကဏ္ဍလေးကထပ်ပါတယ်နော်ထပ်ကဏ္ဍလေးပြထားတာပါ10နဲ့3 4 5 6ခုနကွက်ပဲရှိတယ်เนาะအဲ့တော့ဒီခုနကွက်ကိုကစားပါမယ်ဒီကကြိုက်တဲ့ကဏ္ဍလေးက9နှစ်ပါเนาะ ဒါစိုက်တဲ့ကနန်းလေးပေါ့နော်အဲလေးတော့မဆိုချင်တော့ထားလိုက်တော့နော်ဒီမှာငါးနှစ်ပါနော်ဩဂတ်လေးကငါးနှစ်ပါဒါညီမစိုက်တဲ့ကနန်းလေးဒါထပ်တဲ့ကနန်းလေးဝင်ပြထားတာနော်ဒါဆိုရင်ဘိုးတို့မတော့ကြိုက်တွေ့ကြတဲ့တည်းဆိုလိုက်ပြီးတော့ကစားကြပါတော့အားလုံးပဲလာမနေ့ပြန်ပါတော့တနေ့ကိုကန်ကောင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်